ချိန်တိုင်းပတ်သက်မရှိဘူးပြောနေတဲ့ရွှေနန်းတော်သမီးကြီးကိုပရိုက်တာကိုထွန်းမင်းနဲ့ပူတူရိုစီမှာအလူခံဖို့ပြောလာတဲ့သမီးဆိုမိဘကပတ်သက်ရှိတာချမ်းသာကြွားပေမဲ့လေကိုပိုင်ပတ်သက်မဟုတ်လို့တပြားမှမတုံးနိုင်မဖြုံးနိုင်ကြောင်းထထညီးပြနေတဲ့သူကတော့ရွှေနန်းတော်သမီးကြီးပါဒီလိုညီးပြနေရကြောင်းလဲ Facebook ဆက်လေးသမီးဆိုကတဲ့ပုံလိုက်ပါတယ်ဂျီဟာအလုံးသိကြတဲ့တိုင်းနိုင်ငံကျော်ရွှေနန်းတော်ရွှေဆိုင်ရဲ့တဦးရဲတော်အမွေဆက်ခံသူသမီးဖြစ်ပါတယ်ဒါအပြင်နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်အဆိုတော်ထွန်းအင်ဒရာဘိုရဲ့တူမပါဒါကြောင့်လေဂျီဟာဆွေကြီးမျိုးကြီး ီပတ်စံရှိအတန်းဝိုင်းကားဖြစ်ပြီးနိုင်ငံเจ้าမှတောင်းကြောင်းတက်လာတဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းကြည်အနေနဲ့မိဘပတ်စံကိုသုံးဖြုံးနိုင်တဲ့အရေးချင်းအပြည့်ရှိရပါ။ဒါပေမဲ့ကြည်ကတော့မိဘပတ်စံကိုသုံးတာကကိုယ့်ရဲ့ပတ်စံကိုသုံးတာနဲ့မတူလို့မသုံးခြင်းကြောင့်အထူးသဖြင့်မိဘချမ်းသာတာကကိုယ်ချမ်းသာတာမဟုတ်လို့အသုံးဆွဲဆင်ခြင်ရတယ်လို့ပြောခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းမိန်းကလေးတဘာဝအလားအပါအတွက်မျက်နှာကိုပြုပြင်ချင်တာကိုပတ်စံမရှိလို့မပြုပြင်ရအောင်ညှိသွားခဲ့ပါတယ်။ဒါကြောင့်လည်းအခုခါမှာတော့ Facebook ဆက်လီသမီးစိုးကဂျီအနေနဲ့ဒီလောက်ကြီးကြီးတဲ့ချမ်းသာနေရာတောင်ပ ားစံမရှိလို့ဟိုဟာမလုံးရဒီဟာမလုံးရမျက်နှာကိုခွဲစိတ်မပြုတ်ပြင်ရဘူးဆိုပြီးညှိတွားနေရင်မျက်နှာကိုခွဲစိတ်ပြုတ်ပြင်ဖို့အတွက်ပရာဟိတဂုထုံးမင်းဆယ်လီပူတူရိုစီမှာအလူသွားခံကြည့်ပါလားလို့အကြံပေးလိုက်ပါတယ်။အထူးသဖြင့်တော့ကိုကချမ်းသာနေရကိုအတင်းဒရာမာခင်းနေရကြောင်းမရှိစင်းရဲ့သားတွေကိုလှူဒန်းနေရကိုထုံးမင်းတို့ပူတူရိုစီမှာဒါအလူသွားခံလိုက်တော့ဆိုပြီးဒဲဝုန်းလိုက်တာပဲဖြစ်ပါရှင့်။